ောင်တရုတ်ပင်လယ်မှာတရုတ်နိုင်ငံရဲ့ကျူးကျော်ဆွဖတ်မှုတွေဟာနယ်မြေဒေသဆိုင်ရာအငင်းပွားမှုတွေဖြစ်ပေါ်ပတ်သက်ပြီးနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အာရုံစိုက်မှုတွေကိုဖြစ်လာစေခဲ့ပါတယ်။တောင်တရုတ်ပင်လယ်ဟာအမေရိကန်၊ဖိလစ်ပိုင်၊ဗီယက်နမ်၊မလေးရှား၊ဘရူနိုင်း၊ထိုင်ဝမ်စတဲ့နိုင်ငံတွေနဲ့ဆက်နွယ်နေတဲ့ပင်လယ်ဖြစ်ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကအဲ့ဒီပင်လယ်ထဲမှာရှိတဲ့သဘာဝအရင်းမြစ်တွေဖြစ်တဲ့ရေနံသဘာဝတံငွေ နဲ့မဟာမိတ်လမ်းကြောင်းတွေကိုထိန်းချုပ်လိုတဲ့အတွက်ကြောင့်တိုးဝင်ကျူးကျော်မှုတွေပြုလုပ်လာခဲ့ပါတယ်။တရုတ်နိုင်ငံဟာတောင်တရုတ်ပင်လယ်အတွင်းကျူးကျော်ဆက်ဖက်မှုတွေအဖြစ်လှုပ်ဆောင်မှုအတော်များများကိုလှုပ်လာခဲ့ပါတယ်။ အဲ့ဓာတွေကတော့ကျွန်းတစ်တွေဖန်တီးခြင်းစည်ရေးအခြေဆိုင်စခန်းတွေတိစောက်ခြင်းရေချောင်းလမ်းချောင်းတွေကိုထိန်းချုပ်ခြင်းနဲ့ငါးဖန်သမားတွေကိုနှောက်ယှက်ခြင်းစတဲ့လှုပ်ဆောင်မှုတွေ ပါဝင်ပါတယ်။ဒါအပြင်တရုတ်နိုင်ငံဟာဒီဒေသအတွင်းစည်ရေးလေးခြင်းမှုတွေပြုလုပ်ခြင်းရေငုပ်တင်မောတွေနဲ့စစ်တင်မောတွေကိုအဲ့ဒီမှာနေရာချထားခြင်းတို့ကိုလှုပ်ဆောင်ခဲ့ပါတယ်။ Oh my dashline 3B ပိုင်ဆိုင်မှုကိုချဲ့ထွင်ခြင်း တရုတ်ဟာ5မိုင် dash line ကိုအခြေခံပြီးတောင်တရုတ်ပင်လယ်ရဲ့80ရာခိုင်နှုန်းကိုသူ့ပိုင်နေရာတွေလို့ကြေညာလာပါတယ်။အဲဒီ5မိုင် dash line ဟာတောင်တရုတ်ပင်လယ်မှာတရုတ်နိုင်ငံကပိုင်ဆိုင်မှုရှိပါတယ်လို့ထုတ်ဖော်ကြေညာထားတဲ့နယ်မြေပိုင်ခွင့်သတ်မှတ်မှုဖြစ်ပါတယ်။ဒါပေမဲ့အဲဒီ line ဟာအပြည်ပြည်ဆိုင်ရာဥပဒေနဲ့မကိုက်ညီပါဘူး။အဲဒီအပေါ်ဖိလစ်ပိုင်နဲ့ငင်းပွားမှုဖြစ်ခဲ့ပြီး 2016ခုနှစ်မှာပြည်ပဆိုင်ရာတရားရုံးကတရုတ်ရဲ့ခင်းချုံမှုတွေဟာတရားမဝင်ဘူးလို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ကိုးမိုင် dash line တုံးပြီးပိုင်ဆိုင်မှုကိုချဲ့ထွင်ခြင်း။တရုတ်ဟာကိုးမိုင် dash line ကိုအခြေခံပြီးတောင်တရုတ်ပင်လယ်ရဲ့80ရာခိုင်နှုန်းကို သူ့ပိုင်နေရတယ်လို့ကြေညာလာပါတယ်။အဲဒီကိုးမိုင် dash line ဟာတောင်တရုတ်ပင်လယ်မှာတရုတ်နိုင်ငံကပိုင်ဆိုင်မှုရှိပါတယ်လို့ထုတ်ဖော်ကြေညာထားတဲ့နယ်မြေပိုင်ခွင့်သတ်မှတ်ရင်းဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဒီ line ဟာအပြည်ပြည်ဆိုင်ရာဥပဒေနဲ့မကိုက်ညီပါဘူး။အဲ့ဒီအပေါ်ဖိလစ်ပိုင်နဲ့အငင်းပွားမှုဖြစ်ခဲ့ပြီး2016ခုနှစ်မှာအပြည်ပြည်ဆိုင်ရာတရားရုံးကတရုတ်ရဲ့ထိန်းချုပ်မှုတွေဟာတရားမဝင်ဘူးလို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။1982ခုနှစ်မှာ နိုင်ငံတကာရေချောင်းဥပဒေ UNC LOS ဟာတောင်တရုတ်ပင်လယ်မှာရှိတဲ့ဆက်ဆက်နိုင်ငံတွေရဲ့နေမြေပိုင်ခွင့်တွေကိုသတ်မှတ်ပေးခဲ့ပါတယ်။ UNCAOSOGRE ရသမုဒ္ဒရာမှာနိုင်ငံတိုင်းဟာမိုင်းနေရာပိုင်ဆိုင်ခွင့်ရှိရလို့သတ်မှတ်ပေးခဲ့တယ်။ဒါပေမဲ့တရုတ်ဟာအဲ့ဒီသတ်မှတ်ချက်တွေကိုလိုက်နာခြင်းမရှိဘဲ4 mile dash line ကိုဆက်လက်ကျင်းပခဲ့တယ်။တောင်တရုတ်ပင်လယ်မှာတရုတ်နိုင်ငံရဲ့ကျူးကျော်ဆော့ဖတ်မှုတွေနဲ့ရန်စစိန်ခေါ်မှုတွေကြောင့်အာဆီယံနိုင်ငံတွေအပေါ်ကလည်းမျိုးမျိုးသောတက်ရောက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။နေမြေဒေသဆိုင်ရာအငင်းပွားမှုများ တောင်တရုတ်ပင်လယ်ဟာအာဆီယံနိုင်ငံတွေဖြစ်တဲ့ဖိလစ်ပိုင်၊ဗီယက်နမ်၊မလေးရှား၊ဘူနိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ပိုင်ဆိုင်မှုတွေအပေါ်ထိခိုက်နေပါတယ်။ဖိလစ်ပိုင်နိုင်ငံအပေါ်ထိခိုက်မှုတရုတ်ဟာစကားပြောရှိုးကိုထိန်းချုပ်ထားပြီးဖိလစ်ပိုင်ငါးဖမ်းသမားတွေကိုအဲ့ဒီကနှင်ထုတ်ပါတယ်။ဗီယက်နမ်အပေါ်ထိခိုက်မှု တရုတ်ဟာပါရာဆယ်ကျွန်းကို1994ခုနှစ်မှာသိမ်းယူခဲ့ပြီးစွာရဲလီကျွန်းတွေအတွင်တိုးဝင်မှုတွေပြုလုပ်နေပါတယ်2014ခုနှစ်မှာတရုတ်ရေနံရှာဖွေရိုးတစ်စင်းကို BNN ရေပိုင်နက်ထဲမှာထားရှိခဲ့တဲ့အတွက်တင်းမာမှုတွေဖြစ်ပွားခဲ့ပါတယ်မလေးရှားပေါ်ထိခိုက်မှုတရုတ်ဟာဂျိန်းရှိုးနဲ့လူဂိုနီးယားရှိုးတွေမှာစစ်သင်္ဘောတွေဆီလွတ်ပြီးနေနမိတ်ကျော်ဝင်စည်းမှုတွေ ပြုလုပ်လာခဲ့ပါတယ် တောင်တရုတ်ပင်လယ်မှာအမေရိကန်တင်မောတွေနဲ့တရုတ်တင်မောတွေထိတိုက်ရင်ဆိုင်ခဲ့ဘူးပါဒလားတောင်တရုတ်ပင်လယ်မှာအမေရိကန်နဲ့တရုတ်တင်မောတွေအချိန်အခါမျိုးစုံမှာထိတိုက်ရင်ဆိုင်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီပင်လယ်တွေကနယ်မြေဒေသဆိုင်ရာအငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံရဲ့အဆိုပြုချက်တွေနဲ့အမေရိကန်ရဲ့ရေကြောင်းလမ်းကြောင်းလွတ်လပ်ခွင့်ထိန်းသိမ်းရေးကြိုးပမ်းမှုတွေကြောင့်တင်းမာမှုတွေတိုးလာခဲ့ပါတယ်။ ဥပမာအားဖြင့်2018ခုနှစ်အောက်တိုဘာလမှာတောင်တရုတ်ပင်လယ်ရှိဒေဗင်ရီအနားမှာ American USS ဒီကတာတင်မောနဲ့တရုတ်တင်မောတစ်စင်းအနီးကပ်ရင်ဆိုင်မှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအခါတရုတ်တင်မောက American တင်မောအနီး45ကိုက်အကွာအဝေးထိချဉ်ကပ်လာခဲ့ပြီး American တင်မောကိုလမ်းပြောင်းဖို့ပြားရီပေးခဲ့ပါတယ်။ဒါအပြင်2020ခုနှစ်ဧပြီလမှာ American USS Mustin တင်မောဟာ တရုတ်ရဲ့ဒီယာအိုနင်းလေရင်တင်တင်မောအနီးမှာလေးလာရေးလှည့်လည်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီလိုလေးလာရေးလှည့်လုပ်တာကိုတရုတ်ဘက်မှအမေရိကန်ရဲ့လှည့်လည်မှုကိုဝေဖန်ခဲ့ပါတယ်။အဲဒီပြဿနာတွေကြောင့်စီးပွားရေးနဲ့ရေချောင်းလမ်းကြောင်းတွေအပေါ်ထိခိုက်မှုတွေဖြစ်ပေါ်လာခဲ့ရပါတယ်။တောင်တရုတ်ပင်လယ်ဟာကမ္ဘာပုံတွင်မှုရဲ့တည်ယူပို့ဆောင်ရာနေရာရဲ့33%ခန့်ဖြစ်နေပါတယ်။ တရုတ်ဟာငါးဖမ်းလုပ်ငန်းတွေကိုထိန်းချုပ်လိုခြင်းရေလမ်းကြောင်းတွေကိုစစ်ရေးအနေနဲ့ထိန်းချုပ်လိုခြင်းတွေကြောင့်ဖိလစ်ပိုင်မလေးရှားနဲ့ဗီယက်နမ်နိုင်ငံတွေရဲ့ငါးဖမ်းလုပ်ငန်းတွေအပေါ်ထိခိုက်နှောင့်နှေးသွားခဲ့ပါတယ်။တောင်တရုတ်ပင်လယ်ထဲမှာတရုတ်ရဲ့လုံဆောင်မှုတွေကြောင့်အမေရိကန်နိုင်ငံကအာဆီယံနိုင်ငံတွေနဲ့ပုံမူပူးပေါင်းလာခဲ့ပါတယ်။စစ်ရေးနဲ့လုံခြုံရေးပြဿနာတွေဖြစ်ပေါ်စေမှုတရုတ်စစ်ရေးအခြေစိုက်စခန်းတွေကိုတောင်တရုတ်ပင်လယ်မှာတည်ဆောက်လာခဲ့ပါတယ်။ တရုတ်ရဲ့ရေငုပ်သင်္ဘောတွေစစ်သင်္ဘောတွေကို သူ့သဘောနဲ့သူစစ်ရေးလေးချင်းမှုတွေပြုလုပ်လာခဲ့ပါတယ်။အဲဒီတော့အာဆီယံနိုင်ငံတွေရဲ့စစ်ရေးအသွင်ပြောင်းလဲလာမှုကတော့ဗီယက်နမ်ဟာစစ်တပ်အစွမ်းကိုတိုးမြင့်လာတာပဲဖြစ်ပါတယ်။ဖိလစ်ပိုင်ကတော့အမေရိကန်နဲ့စစ်ရေးပူးပေါင်းမှုချဲ့ထွင်လာခဲ့ပါတယ်။တရုတ်ရဲ့တောင်တရုတ်ပင်လယ်အတွင်းကျူးကျော်နေတဲ့နမိတ်ချဲ့ထွင်မှုတွေကြောင့်ဖြစ်လာတာတစ်ခုကတော့သဘာဝပတ်ဝန်းကျင် ထိခိုက်မှုပဲဖြစ်ပါတယ်။ တရုတ်ရဲ့ကျွန်းတစ်ဖန်တီးမှုတွေကြောင့်ပင်လယ်ဘက်မှာသဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ပင်လယ်ရဲရှိပင်လယ်စာတွေအပေါ်တက်ရောက်မှုကြောင့်ငါးမျိုးစုံများနဲ့ရေတတဝါတွေရဲ့တက်တန်းတူလာခဲ့ပါတယ်။တန်နာကြောက်တန်းတွေပျက်စီးမှုဖြစ်လာခဲ့ပါတယ်။ပြီးတော့ဆက်မှုသုံးသမဂ္ဂတွေတိစောက်ခြင်းကြောင့်ပင်လယ်ရေဒုထိခိုက်မှုတွေဖြစ်ပေါ်လာပါတယ်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက တရုတ်ရဲ့လုံရက်တွေကိုထောက်ပြကြပေမဲ့တရုတ်ကတိတ်တူးမဆိုင်ပါဘူး။အာဆီယံနိုင်ငံတချို့ကတော့အာရှအင်အားကြီးနိုင်ငံတခုဖြစ်တဲ့တရုတ်ကိုထိတ်တန့်ရင်မဆိုင်ကျင်ကြလို့တရုတ်ကိုအတိုက်ခံမလုပ်ကြဘဲချစ်ကြည်ရေးဘက်ကိုဦးတည်လာကြတယ်။အဲ့ဒီနိုင်ငံတွေက ကမ္ဘောဒီးယားနဲ့လာအိုတို့ပဲဖြစ်ပြီးတရုတ်နဲ့အဆင်ပြေဖို့ကိုပဲဦးစားပေးပြီးဆက်ဆံလာကြတယ်။ဒါပေမဲ့တခြားနိုင်ငံတချို့ကတော့တရုတ်ကိုတင်းမာစွာရင်ဆိုင်လာကြပါတယ် ဖိလစ်ပိုင်ကတော့တရုတ်ကိုခမာမာတုံ့ပြန်တာတွေ လုပ်ခဲ့ကြပါတယ်။တောင်တရုတ်ပင်လယ်ကိစ္စဟာ BNN နဲ့တရုတ်ပြည်တို့အကြားဆက်ဆံရေးမှာခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်မှာသဘာဝရင်းမြစ်တွေအ धिक အားဖြင့်ငါးဖန်းချင်းအပင်နဲ့သဘာဝအရင်းမြစ်တွေနဲ့ပြည်ပဆိုင်ရာတည်ယူပို့ဆောင်မှုလမ်းကြောင်းတွေကြောင့်တရုတ်နဲ့ BNN တို့ရဲ့ဆက်ဆံရေးဟာအလွန်ရှုပ်ထွေးပြီးလှုပ်ဝှက်ချက်တွေလည်းရှိနေခဲ့ပါတယ်။ တရုတ်ရဲ့အားသာချက်ကပင်လယ်မှာဖြစ်လာနိုင်တဲ့တိုက်ပွဲတွေအတွက်အားသာချက်ရှိနေပြီးပင်လယ်ပြင်ကိုထိန်းချုပ်ထားနိုင်တဲ့အနေအထားရှိနေတာပဲဖြစ်ပါတယ်။ VNN ကတော့သူ့ရဲ့တဘာဝရင်းမြစ်တွေကိုကာကွယ်ဖို့ရုံးကန်နေခဲ့ရပါတယ်။တရုတ်နဲ့သဘောတူညီချက်တချို့ရပေမဲ့အဲ့ဓာတွေကိုအကောင့်ထဲပေါ်ဖို့ကခက်ခဲနေစေဖြစ်ပါတယ်။ VNN ဟာတရုတ်အပေါ်စိုးရိမ်မှုတွေရှိနေပြီးအနုနီးနဲ့တရုတ်ကိုချဉ်းကပ်နေတာလို့ပြောနိုင်ပါတယ်။ ညီကောင်းချုပ်အနေနဲ့ပြောချင်တာတွေကတော့တရုတ်ရဲ့ပင်လယ်ပြင်ကိုထိချုပ်မှုမှာတဖြည်းဖြည်းတိုးလာနိုင်ပြီးတရုတ်ဟာ9 dash line ဆိုတဲ့ပင်လယ်ပြင်ပိုင်းတွေကိုသူတို့ပိုင်ဆိုင်ကြောင်းပေါ်ပြမှုတွေဆက်လုပ်လာနိုင်ပါတယ်။ဒါကဥပဒေရေးရာအရအခြေခံမှုမရှိတော့ပေမဲ့စစ်ပတ်စည်းဝါးရေးနဲ့နိုင်ငံရေးကို အားထားပြီးနေမြေချဲ့ထွေမှုကိုအရှိန်မြင့်လာနိုင်ပါတယ်။ထိုင်း၊ဗီယက်နမ်၊ဖိလစ်ပိုင်၊မလေးရှားနိုင်ငံတွေ တရုတ်ရဲ့တိုးဝင်မှုကိုတိုက်ဖြတ်ဖို့ကိုမှုခက်ခဲနိုင်ပါတယ်။အမေရိကန်နဲ့နောက်နိုင်ငံတွေနဲ့တရုတ်အကြားပြိပခါတွေအချိန်မြင့်လာနိုင်ပါတယ်။အမေရိကန်တရုတ်စစ်ရေးအင်အားပြိုင်ဆိုင်မှုကိုမှုပြင်းထန်လာနိုင်ပါတယ်။ဘောမဟာမိတ်နိုင်ငံတွေဖြစ်တဲ့အမေရိကန်အိန္ဒိယဂျပန်ဩစတြေးလျနိုင်ငံတွေကတရုတ်ကိုထိန်းချုပ်ဖို့အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်လာနိုင်ပါတယ်။ နီတိုးနဲ့ EU ကတရုတ်ရဲ့အင်ဒိုပစိဖိတ်ချဲ့ထွင်မှုကိုအားနည်းစေနိုင်မလားဆိုတဲ့ညွှန်မှန်းချက်တွေလည်းရှိနေပါတယ်။